အမျိုးသမီးတွေတည်ထားရမယ်တအိတ်ကောင်းကင်စာရဲ့လက္ခဏာတွေကဘာပါလဲအတူနေပြီးသွေးစင်းတာရာသီနှစ်ခုကြာဖောက်ပြီးသွေးစင်းတာသွေးဆုပ်ပြီးမှသွေးပြန်စင်းတာမိမကိုကနေအဖြူစင်းတာသွေးဆတွေပါလာတာညားတာအနံ့ဆိုးတာစီစက်ကြိုက်တာအတူနေစင်းမိမကိုနာတာစတာတွေပဲဖြစ်ပါတယ် ဒီလိုလက္ခဏာတွေဖြစ်လာပြီးဆိုရင်နှိစက်ရာဆေးရုံစည်းကမ်းမှာရှိတဲ့ဆရာဝန်နဲ့တွားရောက်ပြတာတမတယ် ော်တူလိဒေတာအတွင်းမှာတရားရေးစနစ်ဟာအများမြင့်သူအတွက်အခြေခံဝန်ဆောင်မှုဖြစ်ပြီးလူထုများပုံမှန်နားလည်အောင်ဆက်လက်ကြိုးစားလှုံ့ဆော်သွားမယ်လို့ကော်တူလိဥပဒေသင်တန်းကျောင်းစီမံအုပ်ချုပ်ရေးကော်မတီဝင်ကျောင်းအတွင်းရေးမှူးစောဖလိုဝါကပြောပါရယ်ပြီးခဲ့တဲ့မေလ20ရက်နေ့မှာ KNU စီမံအုပ်ချုပ်နယ်မြေထဲမှာဖွင့်လှစ်ထားတဲ့ကော်တူလိဥပဒေသင်တန်းကျောင်းအပတ်စဉ်တက်သင်တန်းစင်းပွဲနဲ့ပတ်သက်ပြီးကျောင်းရဲ့အတွင်းရေးမှူးဖြစ်သူကအခုလိုပြောဆိုလိုက်တာဖြစ်ပါရယ် တရားရေးစနစ်ဟာအများပြည်သူအခြေခံဝန်ဆောင်မှုကဏ္ဍတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပြီးခင်ယူခရိုင်ခုနှစ်ခုတည်းကပြည်သူတွေတရားမျှတမှုရရှိဖို့နဲ့ကော်တူးလီတရားရေးစနစ်တွေအကြောင်းအများပြည်သူပုံမူသိရှိလာအောင်လှုံ့ဆော်သွားဖို့ရည်ရွယ်ထားတယ်လို့ပရိုဆော့ဖလိုဝါကအခုလိုပြောပါတယ်။ဟိုကျွန်တော်ရတီမြောင်းမန်းတဲ့ရလတ်တစ်ခုဖြစ်တဲ့ဟိုခင်ယူအော်ချုံမအောင်မှာရှိတဲ့ခရိုင်ခုနှစ်ခုလုံး အတွင်းမှာဆိုရင်ဒီဥပဒေနဲ့တရားရေးဆိုင်ရာကျွမ်းကျင်သူတွေဟိုပေါ်ထွက်လာဖို့ရည်ပြီးတော့ KNU တရားရေးစနစ်ဟိုအားကောင်းအောင်ဟိုပတ်ပုံမှုနဲ့ဖြစ်စေဖို့ဆိုတာရယ်နောက်နောက်တာဒီအများပြေကျွန်တော်တို့ပတ်ဝန်းကျင်မှာကြီးလိုက်မယ်ဆိုရင်တော့ဟိုတော်များကဒီအခြေခံဝန်ဆောင်မှုလို့ပြောလိုက်ပြီးဆိုရင်တော့ဟိုပညာရေးရဲ့ကျန်းမာရေးလို့ပဲတို့ကအဓိကဝယ်ဟိုပြင်းမြင်ကြတယ်ဒီကျွန်တော်တရားရေးစနစ်ကလည်းစနစ်ကိုတို့ဟိုပြေးတော့မမြင်ကြဘူးဟိုကျွန်တော်တို့တရားရေးစနစ်ကလည်းဒီအခြေခံဝန်ဆောင်မှုတစ်ခုဖြစ်တယ်ဆိုတော့ လူလူတွေပုံပုံနားလဲအောင်ဟိုကျွန်တော်ဆက်ပြီးစူးစမ်းသွားမယ်လို့ကဖြစ်ဆက်ပြီးပြောချင်ပါတယ်အခုလို့ကိုတူးလျရဲ့တရားရေးစနစ်တွေကိုအများပြည်သူသိရှိနားလဲဖို့နဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့တရားရေးဆိုင်ရာအရင်အမြစ်တွေလက်လန်းမိဖို့အားကောင်းတဲ့တရားရေးစနစ်တွေပေါ်ပေါ်လာဖို့အတွက်ကိုတူးလျဥပဒေကြောင်းကိုစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် လေလာကြဖွင့်လိုက်ခဲ့တဲ့တင်တဲ့အပတ်စဉ်တင်မှာခင်ယူဖွဲ့စည်းဖို့အခြေခံဥပဒေနဲ့လမ်းစဉ်လုပ်ငန်းတွေနိုင်ငံတကာတရားရေးစနစ်ကော်တူးလီတရားဥပဒေစင်ထုံဥပဒေစိတ်ပိုင်းဆိုင်ရာနဲ့လူခွင့်ရေးဆိုင်ရာစတဲ့ဘာသာရပ်တွေကိုစတွေ့တုံလာနဲ့လက်တွေ့တလတင်ကြားပေးခဲ့ပါတယ် của phố tiền thả mấy ông chú có đờ lên truy là cái ra phật sĩ bảo là lê truy đi phật sĩ bảo có bao nhiêu đờ lên drone này hết chỉ rồi đấy bên mình nhau nó mẹ là mẹ trả lại không không phát được lo bắt tóc nó cái nhiều nó mẹ là trả lại không không phát được bắt tóc bắt nó chỉ để lắp thảo không đâu có thì bạn mà vào nó đâu bên đấy có có bác sĩ có bao nhiêu chuyện này rồi bên mang thì nó lên nó lo không ကော်တူးလီဥပဒေကြောင်းကိုခင်ယူဘို့တရားရေးဌာနနဲ့ကရင်ဥပဒေအထောက်အကူပြုအဖွဲ့ KLAC တို့ပူးပေါင်းပြီးဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။တင်တဲ့အပတ်စဉ်တက်ကိုခင်ယူခရိုင်ခုနှစ်ခုကចောင်းသူ15ဦးចောင်းသား12ဦးတက်ရောက်ခဲ့ပါတယ်။ဒါအပြင်ခင်ယူဌာနချုပ်ကိုစာပြုသူများလည်းပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အခုလိုတင်တဲ့အပတ်စဉ်တကူအောင်အောင်မြင်မြင်နဲ့ဖွင့်လှစ်နိုင်ခဲ့ပြီးနောက်ထပ်တင်နန်းတွေလည်းဆက်ဖွင့်သွားဖို့ရှိပြီးတရားရေးဆိုင်ရာဥပဒေကြောင်းစင်းတွေခရင်အလိုက်ဆက်ပြီးမွေထုတ်သွားမယ်လို့ចောင်းတာဝန်ရှိသူတွေကပြောပါတယ်။